ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားနဲ့ဘယ်လာရုခီးစဉ်ဟာမြန်မာနိုင်ငံအတွက်ပါတီဇွန်ဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ဆောင်ကျင်းနိုင်ခဲ့တဲ့ခီးစဉ်ဖြစ်တယ်လို့စစ်ကောင်းစီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်တဲ့သတင်းမှာ မြန်မာနိုင်ငံရဲ့ပြည်သူတွေမျှော်မှန်းနေတဲ့ကျွန်တော်တို့ရှောက်လမ်းမဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ပြန်လုပ်နိုင်ဖို့ပြန်ဆောင်ရွက်နိုင်ဖို့ပြန်ပြီးအောင်မြင်နိုင်ဖို့တိုင်းပြည်တစ်ပြည်လုံးပို့ပြီးဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက်ဒါအလားအလာကောင်းတွေကိုစောင့်ကျဉ်နိုင်ခဲ့တဲ့ခရီးစဉ်ဖြစ်တယ်လို့ပြောကြမှာတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ကြောင်းဒီကနေ့ထုတ်စိတ်ကောင်းစီရဲ့ဝါတော်ဖြန့်သတင်းစာရီမှာဖော်ပြထားပါတယ်။ဒါပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းကရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံတွေဟာအရင်ကတည်းကနိုင်ငံတကာစာမျက်နှာမှာမြန်မာနိုင်ငံဘက်ကနေရက်တည်ခဲ့ပြီးဆက်လက်ရက်တည်ဖို့အာမခံချက်ရရှိခဲ့တယ်လို့ဆိုပါတယ်။ထိုင်းကျောင်းနယ်မြေတွေနေပါတဲ့စစ်ကောင်စီကကြံပါဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲကိုရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံတွေကထောက်ခံပေးပြီးတော့ရွေးကောက်ပွဲကြံပါဖြစ်ပါကလေးလံစောင့်ကြည့်ရေးအဖွဲ့တွေကလည်းစိတ်လွတ်ပေးမယ်လို့ကြေညာရှိခဲ့တယ်လို့လည်းဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ စကားဆောင်မင်းအောင်လိုက်ရဲ့ခီးစဉ်အတွင်းမှာရုရှားသမ္မတပူတင်ကိုတတ်သိခိုင်းမှမရှိတဲ့စာအုပ်တအုပ်ကိုလက်ဆောင်ပေးခဲ့ပြီးပူတင်ဟာဖျားဗျာဒိတ်ဒေါ်လာဘယင်ဖြစ်တယ်လို့လည်းမျှောက်ပြင်ပြောဆိုခဲ့ပါသေးတယ်ရှင်။ကျမနွယ်နွယ်ပါ။